အဲမင်းတို့အနုမောဒနာကတိင္ကင်းတဲ့ကိစ္စနော်မပြုလို့မီဒီမလာမီလဲနိုင်ဝဲလိုမှာမမီတို့လျှောက်ကြတဲ့ကိစ္စတွေကတိင္နဲ့ပတ်သက်ပြီးတော့ပင်္ဂါရုံမြတ်ဖဲကကတိင္ကင်းတဲ့နေရာမှာသိတဲ့သိထိတ်တဲ့အကြောင်းအရာလေးတွေကိုပါထည့်ပြီးတော့၅မိနစ်၁၀မိနစ်ခန့်လောက်အသက်ဝင်အောင်ပို့ပါဩဝါဒသပွေး မင်ကြပေးပါရှောက်တော့ရှဲအရာအခုဒီမှာအဲ့ဒါလေးသတိရလို့ဆက်ပြီးပြောပါမယ်ကတိန်ခင်းတယ်ဆိုတော့နေရမှာတကာတွေကကတိန်ခင်းတာမဟုတ်ဘူးပိုင်ကဘက်ကသာပါလေကတိန်ခင်းကြရတာအဲ့ဒီမှာလေကတိန်တကာကသင်္ေသင်္ကလှူတဲ့ပုံကိုသာဖြစ်တယ်တကယ်ခင်းရတာကပိုင်ကြီးကအလှခံပြီးမှအဲ့ဒီသင်္ကနဲ့ ကတိနထာရာပုဂ္ဂိုလ်ရွေးရှိပြီးမှလှူဒန်းအဲ့ဒီသင်္ကန်းနဲ့သူကအာယကံရှင်ကသာခင်ရတယ်ခင်ပြီးတော့သူကကြံတဲ့သင်္ကန်းတွေကိုအနုမောဒနာပြုဖို့အတွက်တိတ်တွန်းရတယ်ဒါကြောင့်အနုမောဒနာပြုတဲ့အခါကရိယာမှာအနုမောဒထာလို့မေစီမာပရိုင်ပုဂ္ဂိုလ်နဲ့ပုံထားတာတွေ့ရလိမ့်မယ်ကြံတဲ့အနုမောဒနာပြုရတဲ့ပုဂ္ဂိုလ်တွေကတော့ဗါလဲအနုမောဒာမှာအမယောကဥဒ္ဓမပရိုင်ပုဂ္ဂိုလ်နဲ့သူတို့ဒီနဲ့သုံးလိုက်တယ် အဲ့တော့ကရင်ခင်းတဲ့အစီအစဉ်လေးကိုနေနေတော့ပြောပြမယ်။ခံရွေးပေးနှံစွန့်ထုတ်ခင်းတင်ခင်းမုံတို့နုမောတာအာနော်ခံရွေးပေးနှံစွန့်ထုတ်ခြင်းတင်ခင်းနုမောတာအဲ့ဒီအင်္ဂါရှိရှိနဲ့အညီစနိတ်တကြပြုလုပ်နိုင်မှာကထင်ကပါလေ။ အောင်လေအဲ့ဒါလေးတွေကိုအာလုံတကူစီ9မိနစ်7မိနစ်ခန်းလောက်ပေါ့ကွာအာယုံပြူပေးခန်းဆိုတာကဒီကရင်ကိမ်းမိသင်္ကန်းကိုဒီကြောင့်လည်းမခဲမေဆိုရင်ပိုင်ဂိကဒါနမြောင်အလူခံရတယ်အဲ့ဒီကရင်ကိမ်းမိသင်္ကန်းကိုညာဦးကကြိုတင်ပို့မယ်ဆိုပို့လို့ရတယ်ဒါပေမဲ့ကရင်ကိမ်းဖို့အတွက်ကြိုတင်လျှောက်ပြီးလှူထားလို့မရဘူး ကရင်သင်္ကန်းဆိုတာမသောသင်္ကန်းဒီနေ့အာယုံတက်ပြီတဲ့ရှင်ကပဲစပြီးတော့နောက်နေ့အာယုံမတက်မီအတွက်မှာပဲအလူကန်တဲ့သင်္ကန်းနဲ့ပဲတခါတည်းကရင်ကဲရတယ်နောက်တည့်ရကျော်သွားရင်ဒါကရင်ကဲတော့မရတော့ဘူးဒါကြောင့်ဒီနေ့ကရင်သင်္ကန်းလူတန်းတဲ့ပုဂ္ဂိုလ်ဓမ္မတိုင်ကြီးကဒါနာမြအောင်မနေ့ကမယံပန်းဒီသံသရာဝတ္တဒုက္ခတောဘောစတ္တာယဣမံ ပပရိဝါရအိမံကရိဏစီဝရံကရိဏဒါယပင်္ဂသတေမာဆိုပြီးတော့အလူလူပေပုဂ္ဂိုလ်ဝစီကံကုသိုလ်မြောက်နှုတ်ကမြွှဲရပြီးတော့เนาะပါရတိကဒါနာမြောက်ငရောသင်္ကိကအနေနဲ့အလူခံလိုက်တာအဲ့ဒါကိုခံလို့ခေါ်တာဒါသင်္ကိကဒါနာအလူခံရတယ် ပုဂ္ဂိုလ်တပါးကိုရေစုပြီးတော့ဒီတိုင်းအလူခံလိုက်အောင်လည်းအဲ့ဒီတိုင်းကနေခရင်ခဲလို့မရဘူးကွာအဲ့ဒါလေးကိုသတိထားဖို့လိုတယ်အခုသာသနာမှာအဲ့ဒါနားမလေတော့ပြသနာတက်ကုန်ကြတာလေးရှိတယ်နော်အဲ့ဒါလေးတွေကိုသတိထားဖို့အတွက်မင်းတို့သတိပေးထားရတဲ့ခံခံပြီးတော့ရွေးတဲ့ရွေးဆိုတာကတခြားပုဂ္ဂိုလ်မဟုတ်ဘူးဥပမာငါတို့ကျောင်းထဲမှာသင်္ဃာတရားယူရှိရဲ့အဲ့ဒီတရားယူသေးကသင်္ဃာရှားပါတဲ့ပုဂ္ဂိုလ်ကိုကတိနဲ့ဓာရ အလူခံသိတဲ့ပုံကိုကတိကဲမင်းပုံကိုငါတို့သီးသန့်ရွေးရတဲ့ရှားပါဆုံးပုံကိုဒါလေးမင်းတို့ရှင်းပင်ကနေပြီးတော့အောင်ကျင်သုံးကမေးမြန်းပြီးတော့ကတိကတိနိုင်ဓာရာပုံကိုတို့ရွေးရှိခဲ့တယ်အဲ့ဒါကိုရွေးလို့ခေါ်တာနော်ခံရွေးပေးတဲ့ပေးတာကတော့သိင်ပြန်ဘက်မှာပေးလို့မရဘူးသိင်ထဲမှာပဲမင်းတို့ဟုသုနာတုမေပန်းရဲ့သံတော်စသည်ဖြင့်ကတိနိုင်ဓာရာပုံကိုဒီသင်္ကန်းကို ညကံမောဟစာရွတ်ဖတ်ပြီးတော့ညတ္တိဒုတိယကံမောဟစာလို့ခေါ်တယ်ညတ္တိချင်းကံမောဟစာတစ်ချိန်အဲ့ဒါကိုညတ္တိဒုတိယကံမောဟစာရဟန်းခိုင်လို့ကြားတဲ့ကညတ္တိချင်းကံမောဟစာသုံးချိန်ဖြစ်သေးတယ်ညတ္တိစတုဒ္ဒကံမောဟလို့ခေါ်တယ်အဲ့ဒီညတ္တိဒုတိယကံမောဟစာရွတ်ဖတ်ပြီးမှသားလေဒီတန်ခမ်းကိုကတိနိုင်ထားတာပုဂ္ဂိုလ်ပေးရတယ်အဲ့ဒါကိုခံရွေးပေးနေလို့ခေါ်တာအင်္ဂါသုံးချက်ရှိသွားပြီစွန့်ဆိုတာကသူမှာဒီကိုယ်တန်ခမ်း တို့ကရှိရင်အခုလူပေါင်းတဲ့ခရင်ခဲမှာဖြစ်သည့်အတွက်ကြောင့်ရှိဥစွာစွန့်နေတာပြစ်စုံတို့ပြုတာမေရဝိနည်းမှာပါတဲ့အတိုင်းအီမန်လူပေါင်းတဲ့ခရင်အီမန်သံဃာတွေပြစ်စုံဒရာမီအီမန်သံဃာတွေပြစ်စုံဒရာအီမန်သံပြစ်စုံဒရာအကေ၍ဧကတိနတခရင်ခဲမယ်ဆိုရင်ကိုယ်မှရှိသောဧကတိကိုစွန့်ပြီးတော့ဘယ်လိုလုပ်ရမှာလဲအီမန်ဥဒရာသင်္ကပစ္စုဒရာမိအီမန်ဥဒရာသင်္ကပစ္စုဒရာမိအီမန်ဥဒရာသင်္ကပစ္စုဒရာမိ၃ချိန်ရွတ်ဆိုပြီးတော့ ဧကတိသင်္ကန်းကိုဆွံ့ရတယ်။သင်းပိုင်တဲ့သာကထင်ခဲမည်ဆိုရင်တော့အိမံအန္ဒရာဝဒကပစ္စုဒရာမိအိမံအန္ဒရာဝဒကပစ္စုဒရာမိအိမံအန္ဒရာဝဒကပစ္စုဒရာမိ၃ချိန်ရွေ့စော်ပြီးမှကိုမှရှိနေသောသင်္ကန်းကိုဆွံ့ရတယ်။အဲ့ဒါကိုခံယူပြီးနေဆွံ့လို့ခေါ်တာ။ထို့ဆိုတာကတော့ကထင်ခဲမည်သင်္ကန်းမှာ ပဲကပ္ပဗိနုထောတာဒါကတော့သူပြောစရာမလိုဘူးအဲ့ဒါကိုကပ္ပဗိနုထောတာကိုဘယ်နေပါလဲထိုးလို့ပြောတာခံရွေးပေးနေစွန်ထိုးခင်းစွန်ထိုးခြင်းတင်ခင်းနုဝတာတင်စတာဒိဋ္ဌံတင်တာနော်ပိစုတို့ပြုတဲ့နေရာမှာပိစုတရာမိကတိကံမိသင်္ကန်းကြတော့ဗါလေအဋ္ဌာမိအဋ္ဌံတင်ရတယ်ခရင်မခံမိ အခုဒုက္ခသင်္ခါနဲ့ခရင်ခဲ့မယ်ဆိုရင်အိမသင်္ခါရိအဋ္ဌာမိအိမသင်္ခါရိအဋ္ဌာမိအိမသင်္ခါရိအဋ္ဌာမိတော့သုံးရင်ရွဆိုပြီးတော့အဋ္ဌာတင်ရတယ်ဧကတိသင်္ခါနဲ့ဆိုရင်အိမဩဒရာသင်္ခါအဋ္ဌာမိအိမဩဒရာသင်္ခါအဋ္ဌာမိအိမဩဒရာသင်္ခါအဋ္ဌာမိသုံးရင်ရွဆိုပြီးတော့အဋ္ဌာတင်ရတယ်သင်ပိုင်းနဲ့ခရင်ခဲ့မယ်ဆိုရင်ခံမိသင်ပိုင်းကိုကင်ပြီးတော့အိမအန္တရဝါဒကအဋ္ဌာမိအိမအန္တရဝါဒကအဋ္ဌာမိအိမအန္တရဝါဒကအဋ္ဌာမိကိုအဋ္ဌာတင်ရတယ် အဲ့ဒါခံရွေးပေးနေစွန့်တို့ကတင်ခင်နုမောတာတင်ဆိုတဲ့အတိတ်ပြအတိတ်တိုင်းတင်တာပြောတာခင်ဆိုတာကတော့ကရင်ခင်တာအခုသူရွေးဆိုပြီးတော့လူတော်သင်္ကန်းနဲ့ဆိုရင်အခုဒီဒီမှာဒုက္ခသင်္ကန်းနဲ့ခင်တီတော့ရအိမယသင်္ကာရိယကတိနာအတ္တရာမိအိမယသင်္ကာရိယကတိနာအတ္တရာမိအိမယသင်္ကာရိယကတိနာအတ္တရာမိဒီဒုက္ခသင်္ကန်းကြီးဖြင့်တာဂက်တင်ခဲပါတယ်ဆိုတာကိုသင်္ကန်းပြိဿအလေးမှာ၃ချိန်၆တာပြီးတော့ကတိခံကြလိုက်တာ ဧကတိသင်္ကန်းနဲ့ဆိုရင်ဣမိနာဩတရာသင်္ကေနာကတိနာအထရာမိဣမိနာဩတရာသင်္ကေနာကတိနာအထရာမိဣမိနာဩတရာသင်္ကေနာကတိနာအထရာမိသုံးရင်ရွတ်ဆိုပြီးတော့ခင်သင်ပိုင်နဲ့သာဆိုရင်ဣမိနာအန္တရာဝသကေနာကတိနာအထရာမိဣမိနာအန္တရာဝသကေနာကတိနာအထရာမိဣမိနာအန္တရာဝသနာကတိနာအထရာမိလို့အဲ့ဒီလိုကတိခင်ရတယ်အဲ့ဒါတင်ခင်နုမောတာဆိုတာကပိုင်ကပြိတ္တတွေက ဒီချိန်မှာရောက်နေတဲ့မိမိနဲ့အတူပူရိမာဝကတ်တုံမူကြအောင်သောသံဃာတော်ရှင်သူမြတ်တွေအနုမောဒနာပြုဖို့အတွက်ကတိကတိနဒါရာပုဂ္ဂိုလ်ကအနုမောဒနာပြုဖို့အတွက်သံဃာတွေကိုတိုက်တွန်းတဲ့ပါဠိကအတ္တရံပန္ဒီပင်္ဂသကရိဏံတမိကောကရိဏဒါရောအနုမောဒတာအနုမောဒနာပြုတော်မူကြပါဗျာလို့၃ချိန်၆ရတယ်ကျန်တဲ့ပူရိမာဝကတ်၍အဲဒီဝါမထတော်မူကြအောင်သောသံဃာတော်ရှင်သူမြတ်တို့ကလည်းပဲ အနုမောဒနာဘယ်လိုပြုရမှာလဲဆိုရင်အနုမောဒတာဆိုတဲ့နေရာမှာဗာပြန်လိုက်တာတော့အနုမောဒာမှာအာမယောကဥတ္တမပရိဘောဝဝိပိုင်းနဲ့တန်ခါမြားလို့စုပေါင်းပြီးတပါးစီဆိုရင်ပါလေအနုမောဒာမိဒါပဲဟုတ်လားဒါကြောင့်အတ္တတံပန္နေတန်ခါသကရိဏတာမိကိုကရိဏတာတော့အနုမောဒာမှာလို့၃ချိန် အနုမောဒနာပြုရတယ်အဲ့ဒါကိုခံရွေးပင်နဲ့စွန့်ထိုးခဲ့တင်ခဲ့မုနုမောဒာဆိုတဲ့ဓမ္မဝိညာဉ်နဲ့အညီစနိတ်တကြအင်္ဂါရှိပါနဲ့ပြည့်စုံခံကြရတယ်တချို့နေရာမှာကြားတဲ့ကအလူခံတုံးကကိုကမိုင်ဂိကဒါနာမြောက်အလူမခံသည်အတွက်ကြောင့်အဲ့ဒါတင်ခဲလို့မရဘူးဆိုတာကိုလည်းပဲမင်းတို့မှတ်တာတချို့နေရာတွေသားတွေမှာပရိယအာနေတဲ့ပုဂ္ဂိုလ်ကြောင်းထိုင်တဲ့နေရာမျိုးမှာအဲ့ဒါမျိုးတွေဖြစ်တတ်တယ်နော်အဲ့ဒါမျိုးမဖြစ်ရအောင် ကြံတဲ့နေရာမှာအမှုမခံရှင်နေပိုင်ကကံဆောင်ရွက်တဲ့နေရာမှာတို့ဓမ္မဝိညာဉ်နဲ့မညီဘူး၊ကံပြည့်စည်သွားမယ့်နေရာမျိုးဆိုအမှုခံပြီးတော့ပြောပါကြတော့ပါသလားအခြေတည်တတ်ဖို့အတွက်ဒီကိစ္စတွေကမမတဲ့မမတတ်တာတွေ။ဟောကမိမိရဲ့ဓမ္မရလိုက်တဲ့ဝတ္ထုပစ္စည်းတွေကိုစွန့်ပြီးမှလှူဒန်းထားတဲ့တရားတယောက်ရဲ့အလှူဟာတကယ်ကတိန်အလှူမြောက်အောင်သင်္ဃာဘက်ကမလုပ်နိုင်ဘူးဆိုရင်တို့သာသနာဘက်ကပုဂ္ဂိုလ်တွေက တာဝန်မကြည်တာမဟုတ်ဘူးအမတန်ကြောက်เสียကောင်းသောအကျွေးတွေထမ်းသွားတာနဲ့တူတယ်အဲ့ဒါမျိုးအကျွေးမတန်ရအောင်ယက်စွာဖရာနီလန်ညွှန်ပြတဲ့အတိုင်ခံရွေးပင်နဲ့စွန့်ကြောခင်တင်ခင်နုမောတာဆိုတဲ့လင်္ကာဘိတ်အစီဆိုင်အတိုင်းဆောင်ရွက်တော်မှကထင်ကင်းကျဲကိစ္စအစဆုံးအလုံးပြီးစီတယ်ဆိုတာကိုအလုံးမဲ့တို့တတ်တတ်ပါအသက်နဲ့ခန္ဓာတင်ရှာရှိသည်ဖြင့်မောရှာကိန်းသည်မှကြပါလေ Sadu. Sadu. Sadu.